ွန်ပြည်နယ်မုတုံမြို့နယ်ကမာဝဲမြို့တင်ကုန်းရွက်ွက်မလွယ်မြိုင်တန်ဖြူစရက်ကာလမှာပေါ်မှာမတ်လ29ရက်နေ့မနက်6:00နာရီအချိန်ခန်းကခီးတဲ့တဲ့မှလုံရင်ကဖျားဖို့ရင်တစီကိုဝင်တိုက်မှုဖြစ်ပွားခဲ့ပြီးလူငါးဦးတန်ရရှိခဲ့လို့သိရပါဗျ။ ကမာဝဲမြို့မွလမြိုင်တန်ဖြူစရက်ကားလန်မိုင်းတိုင်းအမှတ်29မြင်းဆောင်နှစ်နဲ့29မြင်းဆောင်၃ကြားတန်ဖြူစရက်ဘက်မှမွလမြိုင်ဘက်သို့ရခုံတိုင်းဟိတာကြီးမြောက်ကလာပါမြို့နယ်ဝစီယာလန်းနေရင်မောင်းကိုမြတ်သူမောင်းနေလာတဲ့ဟွန်တိုင်းအမျိုးစားအောင်ကြမှုခီးတဲ့တင်မှန်လို့ရင်ဟာမန္တလေးတိုင်းဟိတာကြီးအမရပူရမြို့နယ်နေဦးဝင်းမြင့်ဆိုသူမောင်းနေလာတဲ့လိုက်ထွက်အမျိုးစားဖျားဖူးရှင်ကိုအနောက်ကနေအချိန်မထိန်နိုင်ပဲဝန်တိုက်မိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ရှင်တိုင်မှုကြောင့်လက်ထွက်ရင်ပေါ်ပါမန္တလေးတိုင်းဟိတာကြီးမြို့ငယ်မြို့နေသူများဖြစ်ကြတဲ့ကိုနေစော်လင်းဒေါ်မြင့်မြင့်ထွေနဲ့ဒေါ်မြင့်မြင့်ဝေတို့သုံးပါခါနာကျင်တရားတွေရရှိခဲ့ပြီးဦးတင်စိုးစုသူမှာခနာကိုပွန်းချေပောက်ပြဲတံရတွေနဲ့ရမောင်းဦးဝင်းမြင့်မှာရာဘက်နဲ့ထင်းပွန်းချေတံရအသီးသီးတွေရရှိခဲ့တယ်လို့ရဲမှတ်တမ်းတွေအရာသိရပါတယ်တရားရရှိသူလူနာတွေကိုတော့မြို့တော်မြို့နယ်ပြည်သူစေယုံတို့ပို့ဆောင်ပေးခဲ့ကစစ်ကူတမှုခံယူစေခဲ့တယ်လို့သိရပါတယ် ရှင်းတိုင်းမှုကြောင့်ကာလပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ပြီးမနက်9နိုင်ခန့်ကြာမှသာပုံမှန်အခြေအနေပြန်ဖြစ်သွားကြောင်းနဲ့လူတွေကတော့မစိုးရတရားတွေသာရရှိခဲ့တာဖြစ်တယ်လို့တပ်ပြူစေရဲမျိုးအရေးပေါ်လူနာတင်ရင်အဖွဲ့မှဦးကျော်ဝင်းကပြောပါရယ်ရှင်းတိုင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးရှင်ကိုမစင်မကျင်းမောင်းနေသူခရီးတန်တဲ့မှလုံးရမောင်းမြတ်သူကိုကမာဝက်နမီရဲစကတ်မှရှင်ပါခုနှစ်မြန်ဆောင်2019ခုနှစ်ရသက်သက်ကြီးပုံမှ330ခုမြန်ဆောင်338အရာအမှုဖွင့်အရေးယူထားတယ်လို့သိရပါရယ်